ကင်ရွေးရမင်္ဂလာဆောင်တယ်ဆိုတော့ကဒါကတော့ပါသာကြီးနဲ့မဆိုင်ဘဲနဲ့ရွေးရကြီးလေးပုံမှာအခြေခံပြီးတော့မင်္ဂလာဆောင်ရတယ်မင်္ဂလာဆောင်တဲ့နေရာမှာသရိုးသားတို့သရိုးသမီးတို့ဥပမာသရိုးသားကညီကိုမုံနှမထဲမှာ तू ကအငယ်ဆိုရင်တော့အကြီးကိုကြော်ဖတဲ့အတွက်ပြန်လဲပြီးတော့ group ပေးရတယ်အဲသရိုးသမီးရဲ့ဒီအတိုင်းပဲပေါ့ သရိုးသမီးရဲ့အိမ်မှာသရိုးသားလာမယ့်အချိန်ကျရင်လမ်းခီးမှာဟိုရင်းကရန်သူမျိုး၅ပါးဖြစ်ရှိနေမယ့်ဟာကိုဒီအဆင်ကောင်လောက်ဘေးအန္တရာယ်ကိုမကြောက်တမ်းမယူတာဒီလမ်းခီးမှာသရိုးသားနောက်လိုက်လာတဲ့ပုံကူတွေအလုံးကဒီလမ်းမှာရှိတဲ့ကိုယ်ရင်းအပင်တွေအနံကိုဖြစ်ရှိတဲ့ပုံစံမျိုးကိုလောက်ရတယ်။နောက်သရိုးသမီးအိမ်ရောက်တော့ဒီသရိုးသားက ရာသက်ပံသုံးသိနေတိုင်းပြီးရောက်ချပြတ်မပြီးကဒါပြင်းခွဲရတယ်ဟုတ်တော့အဲ့ဒီမှာသူတို့သားကချင်းပေါက်ပြီးတော့မှသူတို့သူမိကရင်းနဲ့လောင်းချရတယ်ရင်းနဲ့လောင်းချသေးမှဝှစ်စုံကိုလဲပြီးတော့ရိုးရဝှစ်စုံကိုပြန်ဝေးရတယ်ဟုတ်တယ်ခီထွေခွေရင်ခိနာတော့နမ ကလောယောရတတ်ခွေရကြကြောမောရတတ်ခွေပြအောင်စအိပါလီတေပတဝါသဘတိတူခွာကလေးတာခေခေယံခေမခွန်ပီစာမောမဲအောင်ဖမဲအောင်ကိုဘူဒူဒါယာပတမလီခဲအဝေးအတူအောင်ဖုတ်ပခံရတတ်လက်ရှိရဲ့ဟာကတော့ပါတဲ့ပစ္စည်းကအကုန်လုံး9မျိုးပါတယ်ဗောဒီ ပစ္စည်းခုနှစ်မျိုးမှာဆိုတော့ခုနပြောသလိုကောင်ကြီးလုပ်ပါမယ်သမင်းစုပ်ပါမယ်လာဝိုင်းအုပ်ရပါမယ်အုပ်ရဆိုတာရည်တဲ့ရည်တကရည်တဲ့မှာအုပ်ရအဆောက်ဆုံးပဲသူ့ကိုတစ္ဆာရည်လို့ပဲပြောလို့ရတယ်ပေါ့အဲဒါတွေကိုသရိုးသားနဲ့သရိုးသူမျိုးတို့ကရာသက်ပါပေါင်းသိနေတယ်ပဲဟောလေဟုတရားမေယာဟုတရားနဲ့မဖောက်ပြားပဲနဲ့ဒီတစ္ဆာရည်ကိုတောက်ရတာပေါ့ဟုတ်ပါဘူးဒါပဲဖြစ်ဖြစ်လူမျိုးတဲ့လူမျိုးတဲ့ကယူရတဲ့လက်ရှိတယ်လေ ဒီနေရာမှာတော့အများသောအားဖြင့်တချို့ခရိယာတွေကြတော့ဘာသာရေးနဲ့လက်ထတာဖရာကျော်နောက်ဘုရားဘာသာကဖရာဘာသာရေးရဆိုပြီးတော့ပိသိတွေမြောက်ကြတယ်ပိသိတွေမြောက်လို့ဆိုတာနတ်ဒီဘာတွေရောပင့်ရတယ်ပေါ့အမှန်မှန်တော့ဒီယူရတည်းဆိုတာနတ်နဲ့ဘာမှမဆိုင်ဘူးယူရတူတူလေးနော်အဲ့ဒါတော့ကျွန်တော်တို့အနေနဲ့ကဖြည့်စီရှင်တာကယူရတည်းကိုအချက်ခံပြီးတော့မှလက်ထကြဖို့ ဟောနောက်လာနောက်သားတွေရဲ့အတုစံနမူနာယူနေအောင်ပေါ့ဒီကတည်းကဆော်ရွက်ရပါလို့အားပေးနေပါတယ်